ဘာသာရင်းနဲ့ပတ်သက်ရင်တည်တင်းတဲ့အရာတွေအများကြီးကိုငယ်စဉ်ကမသိခဲ့ရင်ကြီးတဲ့အခါမှာဘာသာရေးဘုဟုတ္တတာမရှိပဲကိုကိုကိုလည်းမထိန်သိမ့်တတ်သူတစ်ပါးအပေါ်မှာလည်းမှန်ဤမှားဤမဆုံးဖြတ်တတ်ပဲနဲ့လူအန္တလူမိုက်တွေဖြစ်လာတတ်တယ်အဲ့တော့ဗြဟ္မာဥဆုံး လူတွေကိုညစ်သေးစေတဲ့အရာတွေကကိလေသာ၁၀ပါးလို့ရှိနေတယ်။အဲဒီကိလေသာ၁၀ပါးမှာလောဘကြောင့်စိတ်ကညစ်သေးတယ်။ဒါကြောင့်ကိလေသာလို့ခေါ်တယ်။ဒေါသကြောင့်စိတ်တွေညစ်သေးတယ်။ဒါကြောင့်ကိလေသာလို့ခေါ်တာ။ကိလေသာဆိုတဲ့စကလုံးရဲ့အတိတ်ပဲကိုကစိတ်ကိုညစ်သေးစေသောကြောင့်ကိလေသာလို့ခေါ်တာ။မောဟကြောင့်စိတ်တွေညစ်သေးရတယ်။ ဉာဏ်ရှိနေရင်စိတ်တွေမညစ်ဘူးမာနကြောင့်စိတ်တွေညစ်ထေးရတယ်မာနမရှိပဲကိုယ့်ကိုယ်ကိုနှိမ်ချတတ်တဲ့သူတွေဟာစိတ်ဖြူစင်ကြတယ်ဒိဋ္ဌိကြောင့်စိတ်တွေညစ်ထေးတယ်ဒါကြောင့်သံမာဒိဋ္ဌိဆိုတဲ့အမြင်မှန်ရအောင်စ조사ရတယ်ဝိသိကိစ္စကြောင့်စိတ်တွေညစ်ထေးတယ်ဒါကြောင့်မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်ပိုင်ပိုင်နဲ့သိအောင် စာသင်ရတယ်စာဖတ်ရတယ်တရားနာရတယ်ထိနာဆိုတဲ့ထိုင်းမိုင်းမှုကြောင့်စိတ်တည်ညစ်သေးတယ်ဒါကြောင့်တက်ကြွနေအောင်အမြဲစူးစမ်းရတယ်ဩဒိဆာကြောင့်စိတ်တည်ညစ်သေးတယ်ဩဒိဆာကစိတ်တည်ပြန့်တယ်ဒါကြောင့်တမာတိရအောင်စူးစမ်းရတယ်အာဟိရိကအကုသို့ဖြစ်မှာကို မရှက်လို့စိတ်တည်ညစ်သေးရတယ်ဒါကြောင့်အကုသို့ကို ရှက်တတ်တဲ့ ဟိရီတရားနဲ့ပြည့်စုံအောင်ကြိုးစားရတယ်။အနုတ္တပါဆိုတဲ့အကုသိုလ်ဖြစ်မှာကိုမလန့်တဲ့တရားကြောင့်စိတ်တွေညစ်သေးတယ်။ကာယကံဝစီကံမနောကံအလုံးညစ်သေးသွားတယ်။ဒါကြောင့်ဥတ္တပါဆိုတဲ့အကုသိုလ်ဖြစ်မှာကိုလန့်တတ်တဲ့ဥတ္တပါတရားနဲ့ပြည့်စုံအောင်ကြိုးစားရတယ်။အဲ့ဒီမှာမှဒီမိမိတို့ပြုထားတဲ့ကောင်းမှုမကောင်းမှုဆိုတဲ့အရာတွေကြောင့်ဘုံဘဝတွေကွဲကုန်တယ် အကုသိုလ်တွေများတယ်လောဘဥစည်းပြီးတော့မနောကံတွေဖြစ်တယ်ဝစီကံတွေဖြစ်တယ်ကာယကံတွေဖြစ်တယ်ဒေါသဥစည်းပြီးတော့မနောကံတွေဖြစ်တယ်ဝစီကံတွေစကားပြောတယ်ကာယကံအလုပ်တွေလုပ်တယ်ဒေါသနဲ့လုပ်တယ်မောဟဥစည်းပြီးတော့ကုသိုလ်အကုသိုလ်မသိတဲ့စိတ်နဲ့စိတ်တွေကမတွေးတဲ့နာတွေတွေးတယ်နှုတ်ကမပြောတဲ့နာတွေပြောတယ် ကိုကမလုံသင်တာတွေလုပ်တယ်အဲ့ဒီမှာပုံဘဝတွေကိုယ်ကဒေါသဒေါသမောဟတွေအယံများနေတဲ့ပုံကိုယ်တွေမှာတည်တဲ့အခါအပယ်လေးပုံငရဲတရိษံပြိတ္တာအသူရကဲဆိုတဲ့အပယ်လေးပုံရောက်ကုန်ကြတာအဲ့ဒီတော့ငရဲနဲ့ထိုက်တန်လောက်အောင်မိုက်မဲရင်ငရဲရောက်တယ်ဒါကံကံရဲ့အကျိုးပဲတရိษံဖြစ်လောက်အောင်မိုက်မဲရင် ပြိဿံဖြစ်တယ်။လူဘဝမှာရောက်နေပေမဲ့လို့စိတ်ကပြိတ္တာဖြစ်လောက်တည်အထိမိုင်မဲတယ်၊ရိုင်းဆိုင်တယ်၊ကြမ်းတမ်းတယ်၊ပြင်းမာတယ်။ဒါဆိုရင်ပြိတ္တာဖြစ်တယ်။အသူရကဲဆိုတာကနေဘမှာစံတယ်၊ညဘကြတော့ခံရတယ်။နေဘမှာခံရတယ်၊ညဘမှာစံရတယ်။အဲ့ဒီလိုမတူတဲ့အကျိုးတွေသွားပေးနေတာ။သူတို့ကဘာဖြစ်လို့စံတာရောခံတာရောနှစ်ခုရောနေရတာလဲ။ လူဘဝတော်ကကုသိုလ်ဆိုကုသိုလ်ကြီးပဲလုပ်ပြီးတော့မနေနိုင်ခဲ့ကြဘူးကိုအကုသိုလ်ကိုလည်းအကုတက်ခဲ့ကြအောင်အဲ့ဒါကြောင့်ကုသိုလ်အကုသိုလ်ရောနေတော့ကုသိုလ်အကျိုးကနေဘက်မှာဆန်းတယ်အကုသိုလ်အကျိုးကညဘက်ကြခံရတယ်အဲ့လိုမျိုးတွေနဲ့အတူတကယ်ဆိုတာဖြစ်လာတယ်ဒီဘုံဘဝတွေဘာကြောင့်ဖြစ်လာတာလဲလူတွေရဲ့ကံတွေကြောင့်ပဲဖြစ်လာရတာသူများဖန်တီးပေးတာဒါမဟုတ်ဘူး သူနဲ့ထိုက်တန်ရာထိုက်တန်ရာဘုံဘဝတွေဆိုတာပေါ်လာတာအဲ့ဒီမှာမှကုသိုလ်ကောင်းမှုလေးတွေများနေတယ်အကုသိုလ်တော့ပါတယ်ပါတဲ့အခါမှာကောင်းကံဆိုးကံနှမျိုးရောပြီးတော့ဖြစ်ရတော့ဘဝတစ်ခုရှိသေးတယ်အဲ့ဒါကတော့လူပြည်ပဲလူပြည်မှာကအမြဲတမ်းစိတ်ချမ်းသာမနေကြသလိုအမြဲတမ်းလည်းစိတ်ဆင်းရဲမနေကြဘူးအမြဲတမ်းလည်းအဆင်ပြေမနေကြသလိုအမြဲတမ်းလည်း ဆင်းရဲတဲ့မှာရောက်မနေကြဘူးချမ်းသာလိုက်ဆင်းရဲလိုက်စိတ်ချမ်းသာလိုက်ဆင်းဆင်းရဲလိုက်အဲ့ဒီလိုဖြစ်နေတာဟာအဲ့ဒီလိုဖြစ်နေကြတဲ့ဥစ္စာဟာကုသိုလ်အကုသိုလ်နှစ်ခုရောနေလို့ကုသိုလ်အကုသိုလ်နှစ်ခုရောနေတဲ့အချိန်မှာလူကြည်ကိုလည်းရောက်တတ်တယ်သို့တော့လူပြေကကုသိုလ်ကောင်းမှုလုပ်လို့အကောင်းဆုံးတိုင်ပြီလူပြေကကုသိုလ်ကောင်းမှုလုပ်ဖို့အခွင့်အရေး များသောဘုံဘဝဒါကြောင့်လူပြည်ဟာရာခဲတဲ့ဘုံဘဝလို့ပြောကြတယ်နောက်တစ်ခါကုသိုလ်ကောင်းမှုတွေများလာရင်နတ်ပြည်၆ထပ်ရောက်တယ်နတ်ပြည်၆ထပ်ကသတုမဟာရင်းဆိုတဲ့နမင်းကြီး၄ပါးအုပ်စိုးတဲ့နတ်ပြည်မြေမတော်ရဲ့တဝက်ကနေလူပြည်မှာဆက်ဆက်နေသောယုတ်ကစုံဘုံမစုံနတ်တွေအပါအဝင်ပဲဒါဝရင်သားကမကလူလင်နဲ့တကွ33ယောက်သောနတ်တို့ဦးစီးပြီးတော့နေတဲ့နတ်ပြည် မြင်းမတောင်ထိတ်မှရှိတယ်မြေကြီးနဲ့ဆက်ရာမာနတ်ပြည်ကတော့မွေလျောဝဲကောင်းတဲ့နတ်ပြည်အဲ့ဒီနတ်ပြည်ကတော့မြေနဲ့လွတ်သွားတယ်ဒုတိတာနတ်ပြည်ကတော့နှစ်သက်ပွဲကောင်းတဲ့နတ်ပြည်နှစ်သက်ဆရာတွေကြီးပဲရှိတာဘုရားလောင်းနေတဲ့နတ်ပြည်ကလည်းဒုတိတာနတ်ပြည်ပဲဘုရားလောင်းရဲ့မေတော်မေတော်နတ်တွေနေတဲ့နတ်ပြည်ကလည်းဒုတိတာနတ်ပြည်ပဲနေမနာရတိဆိုတာကတော့ နေမာနရတိကိုကိုတိုင်ဖန်ဆင်းတာတွေနဲ့မွေလျောနေတဲ့နတ်တွေပြနိုင်မိတဝတ္တဝုတီဆိုတာပြသူတပါးတွေနေမိတဖန်ဆင်းထားတဲ့အရာတွေနဲ့ဝတ္တမိမိအလိုကိုဝတ္တဝုတီမိမိအလိုပြည့်တဲ့နတ်တွေကိုဖြစ်ချင်တာတွေကိုသူများကိုဖန်ဆင်းခိုင်းတာသူတို့မဖန်ဆင်းတတ်လို့မဟုတ်ဘူးအဲ့ဒီလိုဖန်ဆင်းပြီးတော့ကိုကိုကိုတိုင်တော့ဒုက္ခရှာเสียရမလို့သူတို့ဖြစ်ချင်တဲ့အရာတွေကို ဘေးကအစေပါနတ်တွေကဖန်ဆင်းပေးရတယ်။အဲ့ဒီမှာမန်နတ်နေတယ်။အဲ့ဒီလိုနတ်ပြည်၆တပ်ကကာမဂုံစည်းစိမ်တွေများပြီးတော့အပျော်များတဲ့နတ်ပြည်။အဲ့ဒီမှာမှတမာတိတွေရမယ်။တရားတွေအားထုတ်တယ်။သမထတွေပွားများလို့ဇန်းဆိုတဲ့တမာတိရတဲ့ပုဂ္ဂိုလ်တွေဟာ ရူပဝဆရဗြဟ္မာပုံ16ပုံရုပ်ရှိတဲ့ပုံတွေအရူပဝဆရဗြဟ္မာပုံ၄ပုံရုပ်မရှိပဲ နန္တရားတတ်တပ်ပရှိတဲ့ဘုံဆိုပြီးတော့အဲ့ဒီလိုကုသိုလ်တွေအလျောက်အကုသိုလ်တွေအလျောက်ဘုံ32ဘုံ꿰သွားတာအဲ့ဒီတော့ဒီဘဝမှာတတဝါတွေအဲ့ဒီလိုအမျိုးမျိုး32ဘုံရှိနေတာဘူးတတလောကလို့ခေါ်တယ်အဲ့ဒီတတဝါတွေနေတဲ့ရေမြေတောတောင်ကဘာဂျိုနေလဆัจ java လာဆိုတဲ့အရာတွေကတော့ တတဝါတွေမေတင်းပြီးတော့နေတဲ့နေရာတွေဖြစ်တဲ့အတွက်ဩကာသလောကလို့ခေါ်တဲ့ယုတ်နံခန္ဓာ၅ပါးစိတ်တရားစေတသိက်တရားစသည်ဖြင့်အဲ့ဒီလိုသင်္ခါရတရားတွေကိုတော့သင်္ခါရလောကလို့ခေါ်တယ်။ဘုရားရှင်ကိုယ်တော်မြတ်ကလောက၃ပါးကိုအကုန်အစင်သိမြင်တော်မူတဲ့အတွက်ကြောင့်ဗုဒ္ဓဘုရားလို့ခေါ်တယ်ဆိုတာအဲ့ဒီတတ္တဝါတွေဆိုတဲ့တတ္တလောက တတဝရရဲ့နေထိုင်ရာလောကဆိုတဲ့ဩကာသလောကယုံနန္ဒမသင်္ခါရဆိုတဲ့သင်္ခါရတရားတွေကို သိမြင်တဲ့ဆိုတော့သင်္ခါရလောကဒီလောက၃ပါးကိုဘုရားရှင်သိမြင်တော်မူတာအဲ့ဒီမှာမှာဒီဘဝမှာလူဖြစ်တဲ့ကျန်တဲ့ဘဝတွေမှာလည်းဘဝမျိုးစုံမြင်လိုက်နိုင်လိုက်နဲ့ဖြစ်ကြတာကံတွေအတိုင်းသွားနေကြတယ်တကယ်တမ်းကြည့်လိုက်တော့ခန္ဓာ၅ပါးပဲရှိတယ် ပုဂ္ဂိုလ်တတဝါလို့အစွဲပြီးတော့အစွဲတွေနဲ့အလုံးလုံးလာကြတဲ့အခါမှာအဲ့အစွဲတွေကြောင့်ဘဝတွေကိုဆက်ပေးနေလာတကယ်တမ်းတရားရခြင်းရဲ့ပထဝီတ္တအာဘောတ္တတေဇောတ္တဝါယောတ္တဆိုတဲ့ရုပ်အစုပဲရှိတယ်အဲ့ဒါကိုရူပခန္ဓာရုပ်အစုလို့ခေါ်တယ်။နောက်တတဝါလို့စွဲကြပေမဲ့တကယ်ကြည့်လိုက်ရင်ခံစားမှုဆိုတဲ့ခံစားမှုအစုပဲရှိတယ် အဲ့ဒီခံစားမှုအစုကလည်းမျက်စိမှာလားထိလို့ရှိရင်သကုတံဖတ်သစာဝေဒနာဆိုမျက်စိအတွေ့အကြုံဖြစ်တဲ့ခံစားမှုကတစ်မျိုးနားအတွေ့အကြုံဖြစ်တဲ့ခံစားမှုကတစ်မျိုးနှာခေါင်းအတွေ့အကြုံဖြစ်တဲ့ခံစားမှုကတစ်မျိုးရှားအတွေ့အကြုံဖြစ်တဲ့ခံစားမှုကတစ်မျိုးကိုယ်အတွေ့အကြုံဖြစ်တဲ့ခံစားမှုကတစ်မျိုးစိတ်အတွေ့အကြုံဖြစ်တဲ့ခံစားမှုကတစ်မျိုးဆိုခံစားမှုတွေမတူကြဘူးအဲ့မတူတဲ့ခံစားမှုတွေကိုစုထားတာကိုဝေဒနာခန္ဓာ ခံစားမှုအစုလို့ခေါ်တယ်။နောက်အစင်းတွေကို မှတ်တဲ့ရူပသင်ညာအတန်တွေကိုမှတ်တဲ့တတသင်ညာအနံ့တွေကိုမှတ်တဲ့ကန္ဓာသင်ညာအယတာကိုမှတ်တဲ့ရတသင်ညာအထည်အတွေ့တွေကိုမှတ်တဲ့ဖုတ္တပသင်ညာအတွေ့အကြံတွေကိုမှတ်တဲ့ဓမ္မသင်ညာဆိုပြီးတော့သင်ညာတွေကလည်းအမျိုးမျိုးဆိုတော့သူတို့ကိုစုလိုက်တော့မှတ်သားမှုအစုသင်ညာခန္ဓာလို့ခေါ်တယ်။နောက်စေစောတဲ့စေတနာ အစင်းတွေမှာစိတ်စောတဲ့ရူပသင်္စေတနာအတန်တွေမှာစိတ်စောတဲ့တတ္တသင်္စေတနာအနံ့တွေမှာစိတ်စောတဲ့ခန္ဓာသင်္စေတနာအယတာတွေမှာစိတ်စောတဲ့ရတ္တသင်္စေတနာအထိအတွေ့တွေမှာစိတ်စောတဲ့ဖုတ္တပသင်္စေတနာအတွေ့အကြံတွေမှာစိတ်စောတဲ့ဓမ္မသင်္စေတနာဆိုပြီးတော့စေတနာကလည်းအမျိုးမျိုးဖြစ်တဲ့အတွက်ကြောင့်စေစောမှုစေတနာအစုသင်္ခါရခန္ဓာလို့ခေါ်တယ်။နောက်သိစိတ်ကလည်း မျက်စိနဲ့မြင်ပြီးသိတဲ့သက္ခုဝိညာဏမြင်သိစိတ်နားနဲ့ကြားပြီးသိတဲ့သောတာဝိညာဏကြားသိစိတ်နှာခေါင်းနဲ့နာမ်ပြီးမှသိတဲ့ဃာနဝိညာဏနာမ်သိစိတ်ရှာနဲ့အရတာထီပြီးတော့သိတဲ့အရတာသိစိတ်ဆိုတဲ့ဇိန်ဝါဝိညာဏကိုယ်နဲ့အထီတွေ့တွေထီပြီးတော့သိတဲ့ကာယဝိညာဏလို့ခေါ်တဲ့အဲ့ဒီထီသိစိတ်နောက်စိတ်နဲ့အတွေ့အကြံနဲ့ထီပြီးတော့သိတဲ့မနောဝိညာဏလို့ခေါ်တဲ့ တွေးသိစိတ်အဲ့ဒီစိတ်အမျိုးမျိုးဖြစ်နေတာကို စုလိုက်တော့သိမှုအစုအဲ့ဒါကိုဝိညာဏခန္ဓာလို့ခေါ်တယ်တကယ်တမ်းကျတော့ဒီခန္ဓာ၅ပါးပဲရှိတာပါလားဒီအစု၅ပါးပဲရှိတာပါလားလို့အတိမှန်သွားတော့မှအစွဲတွေ ပြုတ်တာအဲ့ဒီအစွဲတွေပြုတ်ဖို့ဘုရားကအစွဲမရှိကြနဲ့အဲ့ဒီခန္ဓာ၅ပါးတရားကိုဆန္ဒရာဂတို့ဖြင့်မတောင့်တမနှစ်သက်မတက်မကြနဲ့ မြတ်စွာဘုရားဟောတာအဲ့ဒါတို့ဗုဒ္ဓဘာသာရဲ့အနှစ်ချုပ်ပဲဒီခန္ဓာ၅ပါးကိုငါဥစ္စာငါငါအတ္တလို့မစွဲကြနဲ့စန္ဒနဲ့မတောင့်တကြနဲ့မနှစ်သက်ကြနဲ့ရာဂနဲ့မတက်မတ်ကြနဲ့အဲ့ဒါဆိုရင်ဝိစင်းရဲ့ကလွတ်တယ်လို့ဘုရားဟောတာအချုပ်ကဗုဒ္ဓဘာသာမှာဒါပဲဒီအစွဲတွေကြောင့်ဘဝတစ်ခုပြီးတစ်ခုမပြတ်ပဲမပြီးပဲဆက်နေတဲ့အတွက် ဘဝတစ်ခုရာတိုင်းဆင်းရဲတစ်မျိုးတွေ့ပြီးတော့ငြဲတယ်ဆိုတာလည်းမရှိဘူးပြန်သေးတာပဲဒီဘဝလူဖြစ်တဲ့သေရတာပဲနောက်ဘဝနတ်ဖြစ်တဲ့သေရတာပဲနောက်ဘဝမြတ်မဖြစ်အောင်တော့သေရတာပဲသေခြင်းမလွတ်တဲ့ဘဝတွေကြီးပဲအဲ့ဒီတော့ဘဝအတိတ်တစ်ခုရရင်ဒုက္ခအတိတ်တစ်ခုထိုက်ထိုက်ရဒီဒုက္ခတွေကုန်ဖို့အတွက်စံဒရာကပယ်လို့ခေါ်တယ်အဲ့လိုပယ်တဲ့အခါမှာတို့တွေကအလှူတွေလုပ်တယ် အလူလုတ်တဲ့အခါမှာစေရနာ၃တန်အဲ့စေရနာ၃တန်ပြထားရင်ကုသိုလ်ကမြတ်တယ်ပုပ္ပစေရနာဆိုတော့မလူခင်တဲ့ကိုကတက်ကြွလေလားအာလူမင်းငါလူမင်းငါယောဂီတွေကိုဆွန့်ကပ်မယ်ငါတန်ဃာတော်တွေကိုဆွန့်ကပ်မယ်မရှိစင်းရဲသားတွေကိုထောက်ပံ့မယ်အာဟာရဒါနကျွေးမယ်သတုတ္တိသာကျွေးမယ်မလူခင်တဲ့ကိုကတက်ကြွလေလားပုပ္ပစေရနာအဲ့ဒီလိုမလူခင်တဲ့ကလည်း တက်ကြွတဲ့စေရနာရှိတဲ့ကုသိုလ်မျိုး။နောက်မုံဆစေရနာလှိုးနေစေကျွေးနေစေပေးနေစေမှပျော်ရွှင်နေတာ။အဲ့ဒီလိုဖြစ်ရင်မုံဆစေရနာထပ်တန်တယ်လို့ခေါ်တယ်။အပရစေရနာလှူပြီးနောက်ပြန်တွေးတန်းပြန်တွေးတန်းငါကုသိုလ်အစစ်ကို လုံးမိတယ်။လိုတဲ့သူတွေကိုပေးရတဲ့ကုသိုလ်အစစ်ကိုလုံးမိတယ်။ချို့တဲ့နေတဲ့သူတွေကိုထောက်ပံ့နိုင်တဲ့ကုသိုလ်အစစ်ကိုလုံးမိတယ်။တကယ်လိုတဲ့နေရာတွေမှာလိုတဲ့အတိုင်း ပံ့ပိုးပြီးတော့လှူလိုက်နိုင်တယ်လမ်းလိုရင်လမ်းလှူပြီးပြီးတရားလိုရင်တရားလှူပြီးပြီးထမင်းစားမဲ့သူတွေထမင်းလိုရင်ထမင်းကျွေးပြီးပြီးစသည်ဖြင့်ကိုယ့်အလှူတွေကို ပြန်စင်စားတိုင်းဝမ်းသာနေတာအပရစေရနာဒါကြောင့်စေရနာ၃ဌံစလုံးပြတ်ထန်းပြီးတော့ထပ်တန်တဲ့ကုသိုလ်တိုင်းဟာအကျိုးပေးတယ်ဒါကြောင့်ကုသိုလ်အကျိုးပေးစေခြင်းရင်ပုပ္ပစေရနာ မုံစစေရနာ အပရစေရနာစေရနာ သုံးတန်စလုံးထပ်တန်နေအောင်လုပ်ပြီးဖြူတက်ပါစေ ကုသိုလ်ပြုတတ်ပါစေလို့မြတ်စွာဘုရားက ဟောတာအဲ့တော့ဘဝကြီးကိုတို့ပြန်ကြည့်လိုက်တဲ့အခါဘာတွေပဲဖြစ်ဖြစ်လှူတာပဲဖြစ်ဖြစ်အကုသိုလ်လုပ်တာပဲဖြစ်ဖြစ်ဘဝတခုရက်တည်မှုပဲဖြစ်ဖြစ်တည်ဆုံးမှုပဲဖြစ်ဖြစ်အရာအလုံးကိုကြည့်လိုက်တဲ့အခါအကုန်လုံးဟာဆင်းရဲတရားတွေကြီးပဲ။